ဒီနေ့အစီအစဉ်မှာတော့စစ်လေဖြတ်ဖို့စဉ်းစားနေတယ်ကျွန်တော်တငယ်ချင်းတွေကဖြတ်နေစေသူတွေကညီကိုတွေကအားစိတ်တစ်ခွက်ဖြစ်စီမယ်စစ်လေဖြတ်လိုက်ရင်ချိန်နဲ့အမျှခဏကိုမှဘလို့ကောင်းကျိုးတွေဖြစ်လာမလဲဆိုတာကိုအတူချုံလေးကျွန်တော်တို့ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ဆင့်ကတော့စပြီးတော့ဖြတ်လိုက်တဲ့ချက်ချင်းရလာမယ်အကျိုးကျေးဇူးတွေပေါ့စစ်လေဖြတ်ပြီးတော့မိနစ်နဲ့ဆယ်ချားတဲ့အချိန်မှာခမရဲ့သွေးခုန်နှုန်းတွေသွေးပေါင်ချိန်တွေဟာပုံမှန်ချိန်တွေကိုပြန်လဲ ရောက်ရှိလို့လာပါပြီ၈နှစ်လောက်အကြာမှာတော့တွေးထဲမှာရှိနေတဲ့ကာဗွန်မိုနောက်ဆိုက်လည်းပဲပမာဏကပုံမှန်တိုင်းပြန်ဖြစ်သွားပြီးတော့အောက်ဆီဂျင်ပမာဏလည်းပြန်လည်မြင့်တင်လာပါတယ်အဲဒါကြောင့်တ िश ူးတွေစီကိုအောက်ဆီဂျင်ပိုရောက်လာပါပြီအဲ့တော့နောက်၁၂နှစ်နဲ့၂၄နှစ်ကြာတဲ့မှာခင်ဗျားရဲ့တွေးထဲမှာနီကိုတင်ပမာဏဟာဒုံညနီးပါးကိုကျဆင်းသွားပါပြီအဲ့တော့နှလုံးရောဂါဖြစ်နိုင်ခြေတည်ရောကြလာပါပြီအဲ့တော့၄၈နှစ်နှစ်ရဲ့အတွင်းမှာတော့ အစစ်လေးကြောင့်ထိခိုက်ပျက်စီးသွားတဲ့အာယုံရောအဖျားလေးတွေပြန်လဲကောင်းမွန်လာလို့ခမရဲ့အနံ့ခံနိုင်စွမ်းနေအရသာခံနိုင်စွမ်းနေဟာတိတိတသာပြန်ပြီးတော့ကောင်းမွန်လာပါလိမ့်မယ်ခမရဲ့ green အနံ့စိုးတွေပျောက်သွားမယ်ခမရဲ့အင်ကြီးတွေမှာဆွဲထင်နေတဲ့စစ်လေးအနံ့တွေမရှိတော့ဘူးလူပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာကိုဟာအားနာစရာမလိုတော့ဘဲနဲ့ယုံကြည်မှုရှိစွာနဲ့စကားပြောနိုင်လာမယ်ကိုချစ်တဲ့သူတွေနဲ့တီးတွေ့ဆက်ဆံတဲ့အခါမှာ confidence level တွေတက်လာမှာပေါ့ဗျာနှစ်ပတ်ကနေ3လလောက်ကြာတဲ့အခါမှာခမရသွေးလက်ပံမှုစနစ်ကလုံးဝကောင်းမွန်လာပါလိမ့်မယ်အစုပ်ရဲ့လှုပ်ဆောင်နိုင်စွာနေတွေဖြည်းဖြည်းတိုးတက်လာပြီးတော့ခမလမ်းလျှောက်တာလှီကားတက်တာပြေးတာလွှားတာကိုယ်လေးလှုပ်ရှားမှုတွေလုပ်တဲ့အချိန်မှာပုံမလွယ်ကူလာတာကိုသတိထားမိပါလိမ့်မယ်အဲ့တော့တလကြာတဲ့အချိန်မှာတော့ချောင်းဆိုးတာနဲ့အသက်ရှူမဝတာတွေမရှိသလောက်ဖြစ်သွားပါပြီခမရဲ့အသားရည်ကလည်းပုံမကြီးနေလာပြီးတော့အရေးအကြောင်းတွေပါလျော့ပါသွားနိုင်မှာနောက်တစ်ခုကတော့ခမရဲ့သွားတွေ ပို့ပြီးတော့ဖြူလာမယ်ဖြစ်လိချိုးတွေပေနေတဲ့လက်သေးတွေပါပျောက်သွားနိုင်ပါတယ်တလာနေ6လလောက်အတွင်းထဲမှာအမအစုတ်ထဲမှာချွဲတလိတ်တွေကိုစွန့်ထုတ်ပေးဖို့ကူညီပေးတဲ့စီလီယာလို့ခေါ်တဲ့တင်းငယ်တဲ့အမွေးမြင့်လေးတွေကပုံမှန်တိုင်းပြန်လဲအလုပ်လုပ်လာပါပြီချောင်းဆိုးဓာတ်တွေတရှိရှိမြည်တဲ့အတန်တွေညှော်နေသွားပြီးတော့အစုတ်ရဲ့လောက်ဆောင်နိုင်စွာဆယ်ရာခိုင်နှုန်းကနေပြီးတော့30ရာခိုင်နှုန်းအထိတိုးတက်လာနိုင်ပါတယ် နှစ်ရှည်လာမြရရှိမယ်ကြိုးကျေးဇူးပါတော့စလီဖြတ်ပြီးတနေ့ကြားတဲ့ချိန်မှာနှလုံးသွေးကြောကျင်နှလုံးသွေးကြောပိတ်ယောဂါဖြစ်နိုင်ကြီးဟာစလီတောက်သူတယောက်ထက်ထက်ဝက်နီးပါးယောကျသွားပါပြီ9နှစ်ကနေ15နှစ်ကြွားထဲမှာတော့လေဖြတ်နိုင်ကြီးဟာလုံးဝစလီမတောက်ဘူးသူတယောက်လိုပဲယောနေသွားပါပြီရောဘဇမ်လေချောင်းအသံအိုးကင်ဆာဖြစ်နိုင်ကြီးဟာလုံးဝတဝက်ကြောကြောယောကျသွားပြီပေါ့ဗျာ7နှစ်ကြာမှာတော့အဆုတ်ကင်ဆာနဲ့တည်ဆုံးနိုင်ကြီးဟာ ဆက်လက်ဆက်တောက်နေသူထက်ထက်ဝက်နီးပါးရော့တော့ပါပြီ။တော့တခြားကင်ဆာတွေဖြစ်တဲ့စီးရင်ကင်ဆာ၊အစာရေးမျိုးပြွန်ကင်ဆာ၊ကြောက်ကက်ကင်ဆာဖြစ်နိုင်ခြေတွေလည်းလျော့နေတော့ပါပြီ။၅နှစ်ကြာမှာတော့ခင်ဗျာနှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေဟာဆက်လက်မတောက်ဘူးသူတယောက်ရဲ့ level နီးပါးကိုရောက်ရှိသွားပြီလို့ဆိုနိုင်ပါတယ်။နောက်တစ်ချက်ကတော့ ခင်ဗျာဆလိတ်ဖို့ကုန်ကြငွေပေါ့ဗျာဟောဒီနေ့ကိုဆလိတ်တောင်းမိုးတောက်တယ်စားထားတော့ဆယ်ရဲဆိုရင်တသိန်းတလဆိုရင်3သိန်းတနစ်ဆိုရင်36သိန်းပေါ့နော်အဲ့ဒီပတ်စံနေနေခင်ဗျာအလူတန်းနေလှုပ်လို့ရတယ်သာသမီပညာရေးမောင်ရင်းနှီးမြှောင်းနှံလို့ရတယ်မြို့သမီးကိုလက်ဆောင်ဝယ်ပေးလို့ရတယ်ပရိုက်ဟီတာတွေလှုပ်လို့ရတယ်ဖုန်းသစ်တွေဝယ်လို့ရတယ်ကိုလှုပ်ချင်တာတွေလှုပ်လို့ရတယ်ငွေပူငွေရှမ်းမိကိုဖြစ်သွားမယ်ငွေပူငွေရှမ်းနေအများကြီးထွက်လာပြီပေါ့ဗျာ နောက်တစ်ခုကတော့ဆစ်လီကြောင့်ဆုံရှုံသွားမယ်လူမှုဆက်ဆံရေးတွေပြန်လည်ကောင်းမွန်လာမယ်ပြောချင်တာကတော့ဆစ်လီဖျက်လိုက်တာခမရကျမ်းမာရေးအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲအခုမြန်မာဘလောက်ပဲကြာကြာဆစ်လီတောက်ခဲ့ပါစေဖျက်လိုက်တဲ့ပထမအဆုံးမိနစ်ကနေစပြီးတော့ခမရရဲ့ခန္ဓာကိုယ်က ပြန်လည်ပြုပြင်နေပြီဆိုတာမမေ့ပါနဲ့ဆစ်လီဖျက်ဖို့အတွက်နောက်ကြတယ်ဆိုတာဘယ်တော့မှမရှိပါဘူးအဲ့တော့ဒီနေ့ကပဲစပြီးတော့ခမရဆစ်လီဖျက်လိုက်ပါ